ဇပင်မရှိတဲ့ခင်မုန်းကိုသဘောမကျဘဲယူလိုက်ရကြောင်းပြောလာတဲ့မိဘကြီးပရိသတ်ကြီးမိဘကြီးဆိုတာပုံပွင့်လင်းလင်းပြောတတ်ပြီးတော့ဟန်ဆောင်မှုကင်းသူတယောက်ဆိုတာအားလုံးသိပါပြီမကြောင်သိရင်ကသူမရဲ့အင်တာဗျူးတစ်ခုမှာသူမရဲ့ခင်မုန်းတဲ့ကိုမျိုးကိုနဲ့ပတ်သက်ပြီးအန်အိုးစရာကောင်းတဲ့ဝန်ခံချက်တစ်ခုပြုလုပ်ခဲ့ပါရီအဲ့ဒါကတော့ကိုမျိုးကိုကသူမရဲ့တိုက်လုံးဝမဟုတ်ဘူးဆိုတဲ့စကားပါပဲမိဘကြီးရဲ့စိတ်ကူးတွေကချစ်သူပုံစံတွေကချားစီပါ ဒါပေမဲ့လက်တွေ့မှာသူမရွေးချယ်လိုက်တဲ့ကိုမျိုးကတော့အသားညိုညိုစပင်းကလည်းပါပြီးထိပြောင်နေတဲ့ပုံစံမျိုးဖြစ်နေခဲ့ပါရင်မိကလေးတယောက်နေနဲ့ကိုချစ်သူကိုချောချောလလလေးဖြစ်စေချင်တာသဘာဝပါပဲ။ဒါပေမဲ့မိပကြီးကတော့ရုပ်ရည်တင်ပြတဲ့စိတ်ထားကိုပို့ပြီးတော့ဦးစားပေးခဲ့ပုံရှားပါရယ်။ဒါပေမဲ့ဒီနေရာမှာမိပကြီးရဲ့အမိုက်စားစေကိုတွေ့ရပြန်ပါရယ်။စပင်းမရှိလို့သဘောမကျဘူးလား။ရှားရယ်လေရှီအောင်လုပ်ပေးလိုက်မယ်ဆိုပြီးသူမခင်မောတဲ့အတွက်ငွေကြေးမြောင်မြောင်ကုန်ခံကပြုပြင်ပေးခဲ့ပါရယ်။ ကြားရတဲ့သတင်းတွေအရဆိုရင်ခင်မွန်းတဲ့ရဲ့စပင်းဆိုင်ပြုတ်ကုသမှုတွေသူမကုံကြားခံခဲ့တဲ့ပမာဏက3900ဝန်းကျင်လောက်ထိရှိတယ်လို့တောင်မှပြောဆိုနေကြပါတယ်ဒီပမာဏကနေတဲ့ငွေကြေးမဟုတ်ပါဘူးဒါအကြည့်ချင်းအပြင်မိဘကြီးဟာခင်မွန်းတဲ့ကိုဘယ်လောက်ထိချက်လဲသူ့ကိုဘယ်လောက်ထိကြည့်ကောင်းစေချင်လဲဆိုတာပေါ်လွင်နေပါတယ်ဒါအောင်မိစရာရှိလာပါတယ်ရုံးမကြိုက်ပဲဘာလို့ရှူခဲ့တာလဲပေါ့မိဘကြီးဟာရှင်းရှင်းလေးပဲဖြေခဲ့ပါတယ်ရုပ်ရည်ဆိုတာပြင်လို့ရတယ်စိတ်ထားကပြင်လို့မရဘူးလေ ကိုမျိုးကိုဟာသူမပေါ်မှာတကိတ်ကိုဘေးမှာတပားလို့ဆက်ဆံပြီးတန်မိုးထားမြင်လို့သူမလို့ရုပ်ရည်ကိုကြော်လွန်ပြီးအချစ်စစ်နဲ့လက်ထပ်ပေါ်ဆုံးဖြတ်ခဲ့တာလို့ဆိုပါရယ်အခုဆိုရင်သူတို့ဇနီးမောင်နဲ့ဟာစိတ်တူကိုတူနဲ့တကိတ်ကိုပျော်ရွှင်စရာကောင်းတဲ့အိမ်တော်တဲ့ဘဝကိုပိုင်ဆိုင်နေပါပြီခင်မုန်တဲ့ကလည်းဇနီးတဲ့စိတ်တိုင်းကြပြင်ဆင်ပေးမှုကြောင့်ပို့ပြီးတော့နုပြိုခံရလာတယ်လို့မိဘကြီးကလည်းသူမရဲ့ရွေးချယ်မှုမှန်ကန်ကြောင်းသက်သေပြနေပါရယ် အကြခင်မာလေးကြီးကျယ်ခမ်းနားတဲ့မင်္ဂလာဝဲကြီးကိုကျင်းပဖို့ရှိသလိုကမ္ဘာကျော်မိုတိုက်ကန်းချီကိုလည်းဟန်နီမူထုတ်ဖို့စီစဉ်နေပါပြီ။အချို့ကရုပ်ရည်ကိုကြည့်ပြီးရောချစ်ကြတယ်။အချို့ကငွေကြေးကိုကြည့်ပြီးရောချစ်ကြတယ်။မိဘကြီးကတော့မေတ္တာကိုကြည့်ပြီးရောရွေးချယ်ခဲ့သလိုလိုအပ်တဲ့ရုပ်ရည်ပိုင်းကိုလည်းသူမရဲ့ငွေကြေးနဲ့ဖြည့်ဆည်းပေးခဲ့တဲ့ထက်မြက်တဲ့အမျိုးသမီးပါပဲ။တကယ်တော့မိဘကြီးဆိုတော့ပရိသတ်တွေချစ်တဲ့တယောက်စာမင်းသမီးတစ်လက်ဖြစ်သလိုပြင်ပလောကမှာလည်းကိုယ်ပိုင်စီဝါရေးတွေကိုအောင်မြင်အောင်ဦးစီးလုပ်ကင်နေတဲ့ထိတ်တန့်စီဝါရေးလုပ်ငန်းရှင်မျိုးသမီးတူလေးဖြစ်ပါရယ်။ ဒါကြောင့်လေသူမကဘဝမှာရောလုပ်ငန်းခွင်မှာပါအလွန်ထက်မြက်သူတယောက်လို့ဆိုရမှာပါဒီလိုရည်ချင်းရှိပြီးတော့ကိုချောက်ပေါ်ကိုယက်တီနိုင်သူမလို့လေသူမရဲ့မင်္ဂလာဝဲခန္ဓာကြီးကိုစိတ်တိုင်းကြစနစ်တကြစီမံခန့်ခွဲနိုင်တာဖြစ်တယ်လို့ဘဝလက်တွဲပေါ်ရွေးချယ်တဲ့နေရာမှာလေအပေါ်ရန်လှပရိတဲ့သူမကိုတကယ်တန်ဖိုးထားပြီးတော့ချစ်ခင်မြတ်နိုးတဲ့ခင်မွန်ကောင်းတယောက်ကိုမမှန်ကကန်ရွေးချယ်လက်ချက်နိုင်ကြတာပဲဖြစ်ပါရဲ့ကေပရိသက်ကြီးမိဘကြီးရဲ့ဒီလိုရက်နဲ့ခံယူချက်ပေါ်ဘလို့မြင်ကြလဲကိုသာဆိုရင်ရောကိုတိုင်မဟုတ်ပေမဲ့ ကိုကိုအရန်ချစ်တဲ့သူကိုရွှေမလားဒါမှမဟုတ်ကိုချစ်သူကိုစိတ်တိုင်းကြဖြစ်အောင်ငွေကုန်ခဲ့ပြီးပြပြင်ပေးမလားကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးကြပါဦးရှင်ယေရှုအပေးကြတဲ့ပရိသတ်တွေကိုလည်းထူးခြေဆိုတင်ပါတယ်နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါဦးမယ်ရှင်ဗီဒီယိုလောင်းနေပဲနှုတ်ဆက်ခဲ့ကြပါတယ်အပိနဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းခြေဆုထုတ်တည်ရှိပါရယ်ရှင်